ရာစီမျိုးပိုင်တဲ့ AMIA Sign Business Institute အားတောင်းပန်15ခုဖြင့်ဦးစီးထူထောင်လာပြီး CEO and Principal ဖြစ်တာဝန်ယူထားပြီးမြန်မာနိုင်ငံအနှံ့မြို့ပေါင်း30ကျော်သို့သင်တန်းများဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရာစင်ပြိုးပိုင်သည်စင်ကူနိုင်ငံတွင်စီးပွားရေးဖြင့်ကြောင်းပြီးထားပြီးကမ္ဘာနံပါတ်၈ Tony Robbins တင်နန်းများခေါင်းဆောင်မှုဂူရိုကြီး Jeffrey Maxwell တင်နန်းများကမ္ဘာကျော်ကနစ်ကိုလာစီးပွားရေးတင်နန်းများနဲ့မီလီယံလာမိုင်းစွမ်းဆွေတပည့်တင်နန်းများကိုစင်ကာပူ၊ထိုင်းနှင့်ပြည်တွင်းဒီပါတို့လေ့လာတင်ကြားခဲ့ပါသည် ဆရာစင်ကျိုးပိုင်သည်စီးပွားရေးအကြံပေးအဖြစ် UNC နဲ့တရားတွေ၎င်းအစိုးရဝင်ကြီးဌာနအဆင့်စီးပွားကူတန်းဝင်ကြီးဌာန SME ဌာနများနဲ့တယ်လီနော့ကိုယ်စားလှယ်များကွန်မြူနတီကြီးများတွေနဲ့ Corporate Training ကွန်မြူနတီထိပ်ကိုတင်နှများအားအဖွဲ့စည်းပေါင်းတရာကျော်သို့အားပေးဆောင်ရွက်ခဲ့ပါတယ်။ဆရာစင်ကျိုးပိုင်ခံယူချက် I'm not either အဖြစ်မနေလို့ရင်လုံနိုင်ပါတယ်။တနေ့တရားနော်။ Okay အဲ့တော့ market ကိုလည်းဆရုပ်ဖန်လေးရတယ်။တစ်ဖက်က အာဆရာက business leader လို့ခေါ်တဲ့ခေါင်းဆောင်ကိုလည်း market မှာ fund ရနှစ်ခုလုံးတည်ဆောက်ရ marketing management လုပ်တော့မယ် business တခု management လုပ်တော့မယ်ဆိုရင် CY ခေါင်းဆောင်တယောက်အနေနဲ့လည်းတည်ဆောက်အောင်မယ်ကိုယ့်ရဲ့အာ brand ကိုလူသိများဖို့လည်းတည်ဆောက်တော့ကိုယ့်ရဲ့ market ကိုလည်း management လုပ်ရမှာဖြစ်ပါတယ်ဒါဒီဆိုတော့စိတ်ပိုင်းနှစ်ပိုင်းနဲ့ဒါဆရာဒီနေ့အားလုံးကိုအဲဥစွာလေးဒါလေးနဲ့အားပေးပြီးတော့ဟောပြောပေးမှာဖြစ်တယ်ဆိုတော့ပထမတစ်ပိုင်းမှာဒီတကယ် market leader တယောက်ဖြစ်ဖို့ပေါ့เนาะဈေးကွက်နဲ့ပတ်သက်ပြီးတော့ကိုကဈေးကွက်တစ်ခုမှာ အဲကိုလောက်ကိုင်းနေတဲ့တိုင်းဒေတာတခုမှာနောက်ကိုရွေးချယ်ထားတဲ့ level တစ်ရက်မှာတကယ် market leader တစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းလေးဟောပြီးတော့အခါကြတော့အဲ marketing နဲ့ပတ်သက်ပြီး management ဘက်ကိုဆရာတို့ဒါဒီနေ့အထူးဟောပြောပြီးတော့အားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဆရာ powerpoint လေးနဲ့ share ပြီးတော့အားလုံးကိုဒါအားပေးပြီးတော့ဒါ marketing နဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့အားလုံးအားပေးသွားမှာဖြစ်ပါတယ် okay အဲ့တော့ marketing business နဲ့ marketing အပိုင်းနှစ်ပိုင်းရှိပါတယ်ဒီ business management marketing management ဒီအပိုင်းနှစ်ပိုင်းမှာအဲ့တော့ စတို့အဓိကဒီနေ့เนาะ CSR လုပ်ပေးခြင်းဖြစ်ပါတယ်စီးပွားရေးပြန်လည်ထူထောင်မှုအများကြီးလိုအပ်လာပါတယ်စီးပွားရေးတွေပုံစံတွေပြတ်သွားကြတယ်အဲစီးပွားရေးနဲ့ပတ်သက်ပြီးတော့အများကြီးပြန်လည်တည်ဆောက်မယ်ကဏ္ဍတွေအများကြီးလိုအပ်လာတယ်ဆိုတော့အဲ့တော့အဓိကတော့အနာဂတ်စီးပွားရေးခေါင်းဆောင်များအတွက်အားပေးသလိုလက်ရှိစီးပွားရေးလောက်ကိုင်းနေတဲ့အဖွဲ့အစည်းတွေမှာအခုလိုတာဝန်ယူလောက်ကိုင်းနေကြတဲ့အဖွဲ့ဝင်တွေမန်နေဂျာတွေပါမယ်နောက်ကိုပိုင်း SME business အငယ်လေးတွေပါမယ် နောက်ကိုပိုင်ခုချိန်မှာဟာကိုပိုင်စီးပွားလေးတစ်ခုနဲ့ market အသေးလေးတစ်ခုစတင်ခြင်းတဲ့သူတွေပါမယ်အဲ့လူတွေအားလုံးနဲ့ပတ်သက်ပြီးတော့ဒီနေ့အဓိကတော့အားပေးခြင်းဖြစ်ပါနော်အဓိကစီးပွားပြန်လဲထူထောင်ရေးအတွက်တကယ်တော့စီးပွားရေးထူထောင်ရေးလို့ပြောရင်လူတွေကိုပြန်လဲထူထောင်အားပေးဖို့က number 1ဖြစ်ပါစီးပွားရေးဆိုတာရုပ်ပိုင်းဆိုင်ရာတာဝန်ကိစ္စဖြစ်တယ်အဲ့တော့ဒီလူဒီရုပ်ပိုင်းဆိုင်ရာကိစ္စတွေကိုဥဆောင်ဖို့ဆိုတာစီးပွားရေးခေါင်းဆောင်တွေအများကြီးလိုအပ်တယ်။စီးပွားရေးပြန်လဲဥဆောင်နိုင်မဲ့သူတွေဥဆောင်ရင်တဲ့သူတွေစိတ်အားထက်သန်စွာနဲ့ market တွေကိုဖန်တီးမဲ့သူတွေကအဓိကကြက်။အ နော်ရုပ်ပိုင်းဆိုင်ရာဆိုတာလူတွေကဖန်တီးတယ်ဆိုတော့တကယ်ဆရာအပိုင်းနှစ်ပိုင်းနဲ့ဟောပေးခြင်းတာ business leader တွေအတွက်ကောတကယ် market leader တွေအတွက်လည်းဟောပေးခြင်းတယ်လို့ marketing နဲ့ပတ်သက်ပြီးတော့အတွေးအမြင်ဖန်တီးမှုတွေကိုလည်းဒီနေ့အပိုင်းနှစ်ပိုင်းနဲ့အဲဆရာကဟောပြောပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒါလေးနဲ့ဥစွာလေးအားလုံးကိုတအားပေးခြင်းပါနော်အဲ့တော့ marketing ဆိုတာဘာလဲ marketing နဲ့ပတ်သက်ပြီးတော့ကမ္ဘာနံပါတ်1တိုနီရိုဘင်ကြီးက marketing နဲ့ပတ်သက်ပြီးတော့အာအကြံပြုထားတာရှိပါတယ် marketing ဟုတ်ပြီနော် marketing ဆိုတာအဲ့တော့ marketing လို့ပြောရင်လူတိုင်းလူတိုင်းအားလုံးစဉ်းစားကြည့်ရအောင်နော် people violent feeling တဲ့ people violent feeling not things တဲ့လူတွေကတဲ့နော်လူတွေကအရာဝတ္ထုတွေဝယ်တာမဟုတ်ပါဘူးတဲ့ဘာဝယ်တာလဲဆိုတော့ feeling စိတ်ခံစားချက်ကိုဝယ်တာဟုတ်တယ်နော်နော်အားလုံးပဲအဲ့တော့လူတွေကတကယ်တော့ဟို product တွေဟို product လို့ခေါ်တဲ့အရာဝတ္ထုတွေဝယ်ခြင်းထက်ဘာဘိုဝယ်တာများလဲဆိုလို့ရှိရင် feeling လို့ခေါ်တဲ့နော်ခုနကပြောတဲ့သူတို့ရဲ့စိတ်ကျဉ်းထမှုအတွက်ဝယ်ယူခြင်းသာဖြစ်ပါတယ်အရေးကြီးပါတယ်နော်အဲ့တော့ marketer တယောက်အနေနဲ့ လူတွေနဲ့ပတ်သက်ပြီးတော့ feeling ဖြစ်အောင်ကြော်ညာလုပ်တဲ့ရမယ်လူတိုင်းလူတိုင်းကအဲ့တော့ product တစ်ခုရောင်းတော့မယ်ဟေ့ဆိုရင် လူတွေကနှလုံးသားထဲကိုထိမှန်အောင်ရေးတာအသားခုနကပြောတဲ့เนาะအရေးအသားအဲအဲ့ဒါတွေအားလုံးကဆိုတော့အရင်ရေးကြည့်သလိုဆွဲဆောင်မှု content တွေကောင်းဖို့နောက်ပြီးတဲ့ခါမှာကို product ရဲ့လူတွေရဲ့တကယ်ဟတ်ထီအောင်အသွင်ပြင်နေเนาะ product ရဲ့အပြင်ပုံသဏ္ဍာန် နေเนาะတကယ်ကိုနောက်ထင်ကြီးလေးစားဘွယ်ဖြစ်လောက်အောင် ဖန်တီးထားမှုတွေဒါတွေအများကြီးလိုအပ်တယ် နောက်တကယ်လူပေါင်းများစွာကြားမှာလည်းပဲအာထင်ပေါ်မှုတွေအဲ့ဒီ product ကလူတီများနေမှုအာလူတွေနဲ့ပတ်သက်ပြီးတော့ရေပန်းစားနေမှုဒါမျိုးဆိုရင်ကိုကောင်းတယ်အဲ့တော့လူတွေကဒီ product ကိုဥပမာသုံးပြီးဆိုကြတဲ့ကသူကဘာဖြစ်သွားလဲဆို feeling ပို့ပြီးတော့မှသူခံစားချက်ကပိုရရှိသွားတယ်ဒါအရေးကြီးမှာဖြစ်ပါဒါကြောင့်ဒီနေ့ဟိုဆရာစစ်နေနဲ့အားပေးချင်တာတော့အရေးကြီးတာတော့လူတွေနဲ့ပတ်သက်ပြီးတော့ လူတွေနဲ့ပတ်သက်ပြီးတော့အဓိကအစရောအဖြစ်သွားတဲ့အခါမှာအဲ့တော့ people နဲ့ပတ်သက်ပြီးတော့ခုနကပြောတဲ့အဲ people buying and feeling အဲဒီ buying လေးကိုဆိုတော့ဥစွာလေးဒါလေးနဲ့အားလုံးကိုဒါအားပေးပါเนาะအဲ့တော့လူတွေကခုနကပြောတဲ့အဓိကတော့ feeling ကိုဝယ်ခြင်းဖြစ်ပါတယ်အဲ product တဲ့အဆိုင်ဒါလေးဆိုတော့အဖြစ်ဥစွာလေးမျှဝေပါ Okay အဲ့လိုသွားဖို့အတွက်ဒီနေ့တန်းရောက်ဒီကနေစပြီးတော့ marketing ရဲ့နေရာမကိုသိပြီဆိုရင်နံပါတ်1အရေးကြီးဆုံးညာဒီကနေစပြီးတော့အာဆိုတော့အားလုံးမျှဝေခြင်းပါတယ် emotional marketing ဖြစ်ရနောက်တစ်ယောက် marketer သမားတွေအနေနဲ့အရင်ဆုံးစဉ်းစားမှာဈေးကွက်တစ်ခုကို ဈေးကွက်တစ်ခုကိုဆရာအဖြစ်နော်ဈေးကွက်တစ်ခုကိုထုတ်ဖောက်ဝင်ရောက်တဲ့အခါမှာကြော်ညာတွေလောက်တာဖြစ်စေကိုယ့်ရဲ့ product ကိုကြော်ညာလုပ်သည်ဖြစ်စေကိုယ့် company အဲလူတီမြောင်းတိုးရှယ်တာဖြစ်စေအခုကာလနဲ့ပတ်သက်ပြီး market အသစ်ကိုဖန်တီးတာဖြစ်စေဆရာခဏကပြောတဲ့ emotional marketing ဖြစ်အောင်အရင်ဆုံးစမ်းအောင် emotional marketing ဖြစ်ရအောင်အဲ့တော့ emotional marketing ရဲ့နေရာမှာဒီလူတွေနဲ့ပတ်သက်ပြီးမြင်ချင်းအဖြစ်ဆွဲဆောင်မှုရှိရအမြင်ပိုင်းဆိုင်ရာနော် physical ရုပ်ပိုင်းဆိုင်ရာအမြင်အားဖြင့်စီးရင်မြင်လိုက်တာနဲ့ good product တစ်ခုကိုလူတွေအားဖြင့်လူချင်းစိတ်ဖြစ်အောင် emotion တကယ့်ကိုခံစားမှုတစ်ခုဖြစ်အောင်လည်းအရင်ဆုံးစမ်းလာအရာဥပမာယနေ့ကဘာမှာလူတိုင်းသုံးနေကြတဲ့အဲလူတော်တော်များများခုဆိုဖုန်းသုံးနေတဲ့ Apple ဆိုရင်ကြည့်ဟာ iPhone လို့ပြောလိုက်တာနဲ့မြင်လိုက်တာနဲ့လူချင်းစရာ iPhone ကင်နေတဲ့သူတယောက်ကိုမြင်လိုက်တာနဲ့အထင်ကြီးလေးစားစရာဖြစ်သူ့ feeling ကိုတည်းကမတူတော့เนาะဒါကဘာလဲဆိုရင်ဘစ်စုတဲ့မြင်ချင်းအဖြစ်လူချင်းနေရမယ် မြင်းချင်းအဖြစ်ဒီအရာပေါ်မှာဆွဲဆောင်မှုရှိနေရဒါဒီနံပါတ်1အရေးကြီးပါတယ်နောက်နံပါတ်2အရေးကြီးတာတော့ ordinary ဟေးအောင်ရင်ကြားချင်းအဖြစ်လည်းပဲဒီ brand ရဲ့ထင်ပေါ်ကျော်ကြားမှုဟာ Apple iPhone ကင်ထားတယ်အထင်ကြီးစရာပဲ Apple ဟုတ်ပြီနော်အရန်ကောင်းတယ်သုံးရတာဟုတ်ပြီနော် တကယ်ကိုဆိုတော့ high class တွေသုံးတယ်ဟောစသည်ဖြင့်အထင်ကြီးလေးစားစရာ brand အတန်းနေနော်ခုနကပြောတဲ့ထောက်ခံအားပေးမှုတွေလူတွေရဲ့ယုံကြည်မှုတွေ ဟောတော့မောက်လို့ခေါ်တဲ့တဦးနဲ့တဦးနဲ့အခြားမှာပြောနေပုံနဲ့အဲ့ဒါတွေအားလုံးကလည်း emotional marketing အတန်အားဖြင့်ရောဟုတ်ပြီနော်ဆိုတော့လူပြောများဒီ product တစ်ခု brand တစ်ခုကဒါမှလည်းဆိုတော့အဖြစ် market မှာထိုးပေါက်ဝင်ရောက်နိုင်တယ်ဒါ emotion ပဲနောက်တစ်ခုအရေးကြီးတာ feeling ထိတွေ့ခံစားလိုက်တဲ့အခါမှာလည်း kinesthetic တွေလို့ခေါ်တဲ့လက်တွေ့ထိတွေ့ခံစားလိုက်တဲ့အခါမှာလည်းဒီ product နဲ့ပတ်သက်ပြီးတော့တကယ့်ကိုအဲလူတွေအတွက်စိတ်ကျေနပ်စရာကောင်းသော product တစ်ခုဖြစ်ရဒါဆိုရင်ဘာဖြစ်လဲဆိုရင် emotional marketing ဖြစ်တယ်နော်အဲကြောင့် emotional marketing ဖြစ်ဖို့နဲ့ပတ်သက်ပြီးတော့ အဲဆရာသုံးချက်လိုတယ်စီးမြင်မြင်ချင်းဆွဲဆောင်မှုရှိအောင်လိုချင်တဲ့စိတ်ဖြစ်အောင်ဆွဲဆောင်ထားနိုင်စွမ်းရှိရဒီအောင်ရင်ကြားချင်းအဖြစ်ဟာလူတွေလူတွေပစက်ဖြောင်းမှာရေပန်းစားနေတဲ့ product ဖြစ်လူတွေဒီပို့လိုချင်တယ်ဒါကြောင့်လဲဆရာက branding တွေလုပ်ပါကြော်ညာတွေများများလုပ်တယ်ဆိုတာဒီအတွက်ဒီအောင်ရင်တွေများများကောင်းဖို့တရင်ကောင်းတွေများများဖြစ်ဖို့အဲဟုတ်ပြီနော်လူတွေရဲ့အကြောင်းမှာ word of mouth တယောက်နဲ့တယောက်ပြောတာကဘာမှာ number 1 marketing ပဲနော် hearing word of mouth ဖြစ်နေတာအကောင်းဆုံး marketing တစ်ခုပဲနောက်ဆုံးတော့ တကယ့်ကို feeling ထိတွေ့ခံစားမှုဖြစ်တဲ့အခါမှာလဲလူတွေအားဖြင့်တကယ့်ကိုဟာလုံးဝသုံးလို့ကောင်းတဲ့ဥပမာ app ဆိုရင်ဟာသုံးရတဲ့သူ့အဖို့သုံးလို့ကောင်းလိုက်တာဆိုလိုချင်တာဒါမျိုးတွေအားစားဆရုအားဖြင့်အဲဒါလူတိုင်းကိုဆရု emotion ကိုထိအောင်ဒါဘတ်ဆောင်ကနေမှတစ်ဆင့် management လုပ်ရမယ်လို့ဆိုပါတယ်ဒါကိုဆရုဘာလို့ခေါ်လဲဆိုရင် emotional marketing လို့သုံးပါဒါကြောင့်ဒီနေ့ဆရုဒီနေ့အားလုံးကိုဥစွာလေးအားပေးချင်တာတော့ဒါကြောင့် marketing နေရာမလို့ပြောရင်ခုနတိုနီရိုဘင်ပြောသလိုပဲလူတွေအားလုံးက things လို့ခေါ်တဲ့အရာဝတ္ထုကိုဝယ်တာမဟုတ် feeling ကိုခေါ်တဲ့စိတ်ခံစားမှုကိုဝယ်တာအဲ့ဒီအတွက်ခုနကဆရာပြောတဲ့ညအမသုံးချက်ကိုပိုင်နေရအမြင်အားဖြင့်ကြားယုံအားဖြင့်ထိတွေ့ခံစားမှုအားဖြင့် market တစ်ခုကကိုယ့်ရဲ့ product တစ်ခုကဘတ်ဆောင်ကနေဆွဲဆောင်မှုကြီးမားမယ်ဒါဆိုရင်ဒါဆိုတော့ market မှာဧကမုတ်ရှာဆရာကထုတ်ဖောက်အောင်မြင်နိုင်မှာဖြစ်ပါတယ်ဒါကအခုလက်တွေ့စီးပွားရေးဆလုပ်နေတဲ့သူတွေရော market တစ်ခုမှာကိုယ့်ရဲ့ product ကိုများစွာထုတ်ဖောက်ရှင်းတဲ့သူတွေအတွက်ကိုဒါလေးနဲ့ဆရာဥစွာလေးအားလုံးကိုဒါအားပေးတယ် okay လို့သွားဖို့အတွက် emotion marketing ဖြစ်ပြီဆိုရင် marketing နဲ့ပတ်သက်ပြီးတော့ top marketing way ၃ခုရှိတယ် marketing နဲ့ပတ်သက်ပြီးတော့တကယ်ထိတ်တန့်ဖြစ်တဲ့ marketing ပုံစံ၃ခုရှိတယ်။တစ်ကဘာလဲဆိုရင် influencer marketing နာမည်ကြီးတဲ့သူတွေနဲ့ကြော်ညာလှုပ်ရှင်းနာမည်ကြီးတဲ့သူတွေအမိပြု၍ကြော်ညာလှုပ်ရှင်းယနေ့ကဘာမှာကမ္ဘာနိုင်ငံတိုင်းအဲ့ဒီကိစ္စကိုသုံးပါတယ်မြန်မာနိုင်ငံမှာလည်းသုံးပါတယ်နာမည်ကြီးတဲ့သူတွေရောင်းပေးရင်ဟိုရွှေဆိုင်တွေပို့ပေါက်သွားတာမျိုး online ကနေပြီးတော့အဲ့ဒါ influencer marketing လို့ခေါ်ပါတယ်เนาะတကယ်နာမည်ကြီးတဲ့သူတွေနဲ့ကြော်ညာတွေလုပ်တယ်အဲ့ဒါ influencer marketing တကယ်ကိုထင်ပေါ်ကျော်ကြားတဲ့သူရဲ့ဩစာကြီးမားမှုတွန်းမှုမှုကိုစရုပ်ကမူတည်ပြီးတော့ကကို product ကိုစရုပ်အဖြစ်ထုတ်ဖောက်သွားဒါကဘာလို့ခေါ်လဲဆိုရင် influencer marketing လို့သုံးပါတယ်။ဒီကဒီနေ့ marketer တယောက်အနေနဲ့အရေးကြီးတာတော့ marketing way ကိုသိရ။ marketing ရဲ့သူ့ရဲ့ strategy တွေကိုသိရမှာဆိုရင် number 1က influencer marketing ဒီနီးလန်းသည်ဒီနေ့ခပါမှာ top marketing strategy တွေထဲမှာပါဝင်ပါတယ်။နောက်တစ်ခုအရေးကြီးတဲ့ storytelling marketing သိအရေးကြီးတယ်နော်။ကိုယ့်ရဲ့ပုံမြင်ကိုယ့်ရဲ့ process ကိုလုတ်ခဲ့တဲ့ story တခုကိုပြောပြပြီးတော့ marketing လုပ်သွားတယ်။ဒီနေ့ကဘာမှာအဲ့ဒီဟာဘယ်သူတွေတောင်းလဲဆိုရင် Steve Jobs တို့တောင်းတယ်။နော်ပြီးရင်သူတို့ Alibaba တူတောင်းနဲ့ Jamma တို့တောင်းတယ်။ Jamma ဆိုရင်သူ့ product ဘယ်ကနေစခဲ့တယ်လဲ။သူဘလို့ဆင်းရဲဒုက္ခရောက်ပြီးတော့ဒီ Alibaba တူတောင်းခဲ့တယ်။ဒီကဘာလုံးမှာလိုက်ပြောတဲ့အခါမှာ Alibaba တီပို့ပြီးတော့ပေါ့ story telling marketing ကိုခေါ်နော်ကိုယ့်ရဲ့ product နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့တကယ်ကိုလူတွေအတွက်ဘလောက်ထိစေတနာထက်လာတယ်ဘယ်လိုပုံစံနဲ့တိုးတက်အောင်မြင်ခဲ့တယ်ဒါတွေအားလုံးကအစောအဖြစ်အရေးကြီးပါတယ်နောက်တစ်ယောက်ဒီနေ့ ်ရေးကြည့်တာတော့ဆို marketing နဲ့ပတ်သက်ပြီးတော့ဆိုစမ်းသားရင်ဟို story telling marketing နဲ့ဖြစ်ရနော် story telling အဲ့တော့ကို product နဲ့ပတ်သက်ပြီးတော့ story ကောင်းကောင်းဂိုင်းထားဒါလည်းဆိုအရေးကြီးပါ okay နောက်တစ်ခုအရေးကြီးဆုံးနောက်တစ်ချက်ကတော့ number 3ဖြစ်တဲ့အချက်ကဘောတော့ mock marketing ဖြစ်ပါတယ်ဘောတော့ mock marketing အရင်ကိုနာမည်ကြီးပါတယ်ကဘာမှာ number 1ဖြစ်ပါတဆင့်စကားတဆင့်နော်လူတွေကနေထောက်ခံအားပေးပြီးတော့ market တစ်ခုဖန်ပြီးပုံဖော်သွားတယ်ဆိုတော့တဘောကကိုက မာကတာတယောက်အနေနဲ့ကို့ product ကိုကောင်းတယ်လို့ပြောနေတာမဟုတ်ဘဲနဲ့သုံးတဲ့သူတွေကနေဝေါ်တော်မဝေါ်တော်မဟာဥပမာ Apple ကကောင်းလိုက်တာ Apple Apple ကောင်းတယ်ကောင်းတယ်ဒါဝေါ်တော်မဖြစ်ပြီးတော့တစ်ကဘာလုံးမှပြန့်နှံ့သွားဝေါ်တော်မပဲနောက်တစ်ယောက်သုံးတဲ့သူအရှင်းရှင်းဝေါ်တော်မကိုလှုပ်ပြီးတော့အဲ့ဒီလိုမျိုးသွားသော marketing တွေကတော့ကဘာမှာရင်းနေအကောင်းဆုံးပဲအဲောင်းဒီနေ့ဆရာဆင်းအကြံပြုချင်တာ marketing နဲ့ပတ်သက်ပြီးတော့သုံးချက်ကိုခြင်ပြီးတော့ market မှာဆရာအားဖြင့်ထုတ်ဖော်ဝင်ရောက်ပါအဲ့တော့အခုအစ်စ်ဝင်ရောက်တဲ့သူတွေကလည်းဒီနီလန်းသုံးခုကိုသုံးပါ ဟုတ်ပြီနော်တကယ် market တစ်ခုမှာနေရာရနေတဲ့သူတွေကလည်းဒီနီလန်း၃ခုကိုသရုပ်အားဖြင့်ပြန်သုံးပြီးတော့ strategy တွေပြန်ပြီးတော့ရေးဆွဲကြအောင်ဒါဆိုတော့ဆရာပြောရဲပါတယ် ecommerce marketing နဲ့ပတ်သက်ပြီးတော့ဒါအားလုံးအောင်မြင်မှာဖြစ်ပါတယ်နောက်တစ်ယောက်ဆရာတော့အချက်လေး၃ချက်နဲ့အားလုံးဥစွာလေးအကြံပြုထားတယ်တစ်က influencer marketing နာမည်ကြီးတဲ့သူတွေနဲ့ market လုပ်ပါပြီးရေးကြည့်တာ storytelling ကောင်းကောင်းပြောနိုင်ရမယ်ကို product နော်ဘယ်ကနေစတယ်ဘယ်လိုလုပ်ခဲ့တယ်လူတွေအားဖြင့်ဆွဲဆောင်ပြီးတော့ကခေါနအလီဘာဘာတို့ဘာတို့ဂျမ်းမာတို့တကဘာလုံးမှာပတ်မှုသွားနိုင်တဲ့ပုံစံမျိုးဖြစ်ရပြီးတဲ့အခါမှာကိုယ့်ရဲ့ word of mouth marketing ကိုကကိုကိုတိုင်ကောင်းတယ်လို့ပြောနေတာမဟုတ်ဘဲနဲ့အုံပြတဲ့သူတွေကိုယ်တိုင်ဟာကောင်းတယ်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 ဒါမျိုးဆိုရင် marketing ပတ်သက်ပြီးတော့ဒါဆရာပြောရပါတယ်အေကမုတ်ရှ marketing တစ်ခုမှာလုံးဝအောင်မြင်နိုင်တဲ့ဒါ strategy ၃ရက်ကိုအဲဒါလေးကနေဥစွာလေးဆိုတော့ဒါအားလုံးကိုအပိအကြံပြုပြီးတော့အားလုံးကိုဒီကာလနဲ့ပတ်သက်ပြီးတော့ innovation ဖြစ်အောင်ဆိုတော့အပြင်ဒါအားလုံးကိုဟောပြောပါတယ်။ဘယ်အောင်လို့သွားဖို့အတွက်ဆရာဒီနေ့ ဒီပထမတစ်ပိုင်းမှာဘာကိုအဓိကအားပေးပြီးတော့ဟောပြောခြင်းလဲဆိုတော့ top market leader တွေကိုလေ့လာကြည့်ပါနော်ကမ္ဘာမှာအောင်မြင်တဲ့လူတယောက်ကိုလေ့လာခြင်းအပြင်ရရှိနိုင်တဲ့စွမ်းရည်သည်85ရာခိုင်နှုန်းရတယ်လို့ဆိုပါတယ်ကျန်တဲ့စွမ်းရည်မိမိစွမ်းရည်သည်အာ85ရာခိုင်နှုန်းလောက်ပဲကျန်တဲ့85ရာခိုင်နှုန်းသည်အောင်မြင်တဲ့သူတွေရှိရနေအတူယူတာလေ့လာတာဆွဲကြည့်တွေကိုပုံတူယူတာပုံစံတွေပြန်ရှပြီးတော့သုံးတာအဲ့ဒီအရာသည်85လောက်ရ Okay ဒါဆိုရင်ကမ္ဘာမှာ ဘာကြောင့် market leader တွေဖြစ်ခဲ့တယ်လဲလေ့လာကြည့်မယ်ဆိုရင်ဂျမ်းမာကိုကြည့်ကြည့်နော်ဂျမ်းမာဒီအလီဘာဘာကိုလည်း business ကိုထူထောင်ရတယ်ဂျမ်းမာလို့ခေါ်တဲ့ leader market leader ကိုလည်းတပြိုင်တည်းမှာထူထောင်ရနော်ဒါသည်ဆိုတော့ယနေ့မြန်မာနိုင်ငံမှာကြည့်ကြည့်ပါမြန်မာနိုင်ငံမှာရှိတဲ့ businessman တွေကြည့်အဲ့ businessman တွေလည်းထင်ပေါ်ကျော်ကြားတယ်အဲ့ဒီ business တွေလည်းသူသိများတယ် okay ပါတီတွေမှာကြည့်ကြည့်ပါတီကိုလည်းထူထောင်တယ်ပါတီခေါင်းဆောင်တွေကိုလည်းထူထောင်ရတယ်ဒါဒီ market market မှာဆိုရင်ဈေးကွက်စီးပွားရေးမှာဆို market leader တို့ရဲ့နေရာမှာဖြစ်ပါဒါကြောင့်ဒီနေ့မိမိ business ကိုလည်းထူထောင်ရမယ်မိမိကိုယ်တိုင်လည်းဒီနေ့ market မှာလူသိများတဲ့ပုံကိုဖြစ်တယ်ဆိုရင်အဲ့ဒီ market ဒီပို့ပြီးတော့အောင်မြင်တယ်ဒါကြောင့်ဒီနေ့ဆရာစင်ရအကြံပြုချင်တာအနာဂတ်ခေါင်းဆောင် market leader ဖြစ်လာမယ်အားလုံးပဲနော်ဆရာကိုယ့်ရည်ရှိကိုကြည့်လိုက်ရင်နောက်၅နှစ်မှာဒီလူတွေအများကြီး market မှာဥဆောင်နိုင်အောင်မယ်နိုင်ငံခြားတွေနဲ့ပေါင်းပြီးတော့အတိုင်းအဆမရှိနောက်၄-၅နှစ်မှာအလုပ်တွေအများကြီးလုပ်လို့ရသေးတယ်အဲ့ဒီအတွက် market နဲ့ပတ်သက်ပြီးတော့ဆရာတို့စမ်းနိုင်အပိုင်းတစ်ပိုင်းဖြစ်တဲ့ဒီ market နဲ့ เนาะ business ကိုလည်းတိဆောက်ပြီးတော့ကိုယ့်ရဲ့ leader လို့ခေါ်တဲ့မိမိကိုယ်တိုင်လည်းတိဆောက်ဒီနှစ်ခုလုံးဒီဆရာအရန်ရေးကြီးမှာဖြစ်ပါအရောက်လို့သွားဖို့အတွက် business ကိုတိဆောက်တဲ့အခါကိုယ့်ရဲ့ company company ကိုတိဆောက်ပါ company ကိုအကောင်ဆုံးကောင်းထက်တဲ့ကောင်းအောင်လုပ်ပါ people လူတွေကိုတိဆောက်ဒါဒီကိုယ့်ရဲ့ business ကိုတိဆောက်တာဒါပေမဲ့တစ်ဖက်မှာကျတော့ market leader တယောက်အနေနဲ့ကကျတော့ competency လို့ခေါ်တဲ့ကိုယ့်ရဲ့စွမ်းရည်ကိုတိဆောက်ပါကိုယ့်ရဲ့စွန်စားနိုင်တဲ့စွမ်းရည်ကိုယ့်ရဲ့အမြင်စွမ်းရည်ကိုယ့်ရဲ့ဈေးကွက်ပေါ်မှာထိုးဖောက်နိုင်တဲ့စွမ်းရည် စမ်းသစ်တည်ထွင်နိုင်တဲ့ဆွမ်းအားဆိုလို့ကျင်တော့ market ကိုဆိုလို့အားဖြင့်တကယ်ကိုအရှင်အောင်နဲ့ဥဆောင်နိုင်တဲ့ဆွမ်းအားအဲ့ဒါကြတော့ခေါင်းဆောင်ရဲ့ဆွမ်းရင်တွေပဲဆိုင်နောက်ပြီးအရေးကြီးတာ market မှာအရေးကြီးဆုံးလှုပ်ရွှက်ချက်ကစီးပွားရေးခေါင်းဆောင်တယောက်ကလှုပ်ရွှက်ချက်ကသူကိုယ်တိုင်ထူးချွန်တာမဟုတ်သူ့မှာပါတနာများများရှိတယ်နော်ပါတနာလို့ခေါ်တဲ့ကိုယ့်ရဲ့ market မှာလည်းကိုယ့်ရဲ့ပါတနာပေါင်းများစွာကိုတည်ဆောက်နိုင်နေဆိုရင်အဲ့ဒီ market leader တယောက်မှာ investment ဘာမှပြောစရာမလိုသူ့မှာငွေကြေးရင်းနှီးမြှုပ်နှံမှုအများကြီးရနိုင်တယ် ဟုတ်ပြီနော်ပါတနာတွေကောင်းတဲ့အတွက် B2B လုပ်လို့ရတယ် business to business တနိုင်ငံလုံးမှာလုပ်လို့ရတယ်ပြီးအောင် business ကိုလည်းတိဆောက်ပါမိမိကိုယ်တိုင်လည်းစရောကတိဆောက်ပြီးတော့ဒါစရောအဖြစ်ကျူးစားပါဒါကြောင့်ယနေ့ကျမ်းမာတို့ပုံပုံမျိုးလေ့လာခြင်းဒီလောက်ဝက်ချက်တွေအားလုံးကစရောအလုံးမြင်သာနိုင်မှာဖြစ်ပါဒါကြောင့်ဒီနေ့ market နဲ့ပတ်သက်ပြီးတော့ဆန်စစ်နေနဲ့ Lisa ဆိုတာအကြံပြုချင်တာတော့အနာဂတ်နော် market leader ဖြစ်လာမယ့်တကယ့်ခေါင်းဆောင်ပုံပုံများနော်စီးပွားရေးကိုလည်းတပြိုင်တည်းတိဆောက်ပါအဲ့ဒီအချိန်မှာမိမိကိုယ်တိုင်ကိုလည်း competency တကယ်ပါတနာတွေကိုဒီနေ့ဒါဆိုတော့အဖြစ်ဒါတိဆောက်ပါလို့ဆရာစစ်နေနဲ့လေးစားဆိုတာအားလုံးကိုဒါအကြံပြုပါ Okay အဲ့တော့ market leader တရားအောက်လို့သွားဖို့အတွက်အရေးကြီးတဲ့ market နဲ့ပတ်သက်ပြီးဘာလုပ်ဖို့လိုအပ်တယ်လဲဆိုရင်အောင်မြင်နေတဲ့ market leader တွေကိုကြည့်ကြည့်ပါသူတို့အားသာချက်ကဘာလဲဆိုရင် business networking လောက်တာအားသာတာနော် business မှာ business marketing လောက်ကြတဲ့သူတွေအားလုံးဘာအားသာတယ်လဲဆိုရင် market မှာ networking လောက်တာအားသာနော် top level တွေပဲနဲ့တွေ့တယ်နော်တကယ်ထိတ်တန်းခေါင်းဆောင်တွေစီဝိုင်းခေါင်းဆောင်များတယ် เนาะသူတို့ဘယ်မှာအမြဲတမ်းရှိလဲဆိုရင်ဘယ်တွေကိုအဓိကအားဖြင့်ဥတီသွားလဲဆိုရင် membership အသင်းအဖွဲ့တွေမှာအဖွဲ့ဝင်တယ် okay အဲ့တော့ဆရာမေးကြည့်ရှင်အားလုံးလူတယောက်ကတကယ်တော့ကိုယ့်ရဲ့ network လို့ခေါ်တဲ့အဆက်အသွယ်တည်စီးပွားရေးမှာ network ကြုံရချမ်းသာခြင်းနဲ့အချိုးကျမြန်မာနိုင်ငံမှာရန်ကုန်တစ်ခုထဲမှာလုပ်တဲ့သူထက်တနနိုင်ငံလုံးမှာလုပ်ငန်းကွဲပေါင်းများစွာရှိတဲ့သူတွေပိုအောင်မြင်တယ် တရုတ်နိုင်ငံမှာအလီဘာဘာတခုတည်းရှိတာတဲ့ကဘာလုံးမှာအလီဘာဘာဖြန့်ကျက်ထားတာပိုအောင်မြင်တယ်နော်အဲ့တော့အရေးကြီးတာကအဲ့ဒီလိုသွားဖို့အတွက်ဆိုတော့အလွယ်ကူဆုံးနည်းလမ်းကဘာလဲဆိုရင် top level တွေနဲ့ကိုကတွေ့ရ top level တွေအဲ့တော့ top level တွေဘာမှရှိတယ်လဲဆိုရင် top level တွေသည် association အသင်းတွေမှာရှိတယ် business အသင်းတွေရှိတယ် business သမားတွေအများကြီးအများကြီးအဲ့မှာ business ခေါင်းဆောင်တွေရှိတယ်အဲ့တော့တကယ် business leader တယောက်အနေနဲ့ market leader တယောက်အနေနဲ့ မားကတ်အဆက်အသွယ်များများရခြင်းမာမာရှစ်ဆိုတာဝင်ကိုဝင်ရဒါကြောင့်အဲ့ဒါဒီ top level တွေနဲ့တွေ့နော်ဆရာအမြဲတမ်းအကြံပေးတယ်အားလုံးနော်ခေါင်းထိပ်ကုန်တိုင်းကစားရတယ်ကစားရင်နော်ခေါင်းထိပ်အကုန်ကုန်နော်အိုမန်နေဂျာလေးနဲ့တည်တယ်ဟာဝန်ထမ်းလေးနဲ့တည်တယ်အဲ့ဒါဘလို့မှ corporate လုပ်လို့မရဘလို့မှအဲ့ဒီ regional တစ်ခုလုံးမှသွားပြီးတော့ market ကိုရှက်ထွင်းလို့မရနော်တကယ် top level တွေနဲ့တည်တယ်ဆိုပြီးတယ်ဥပမာ Telenor တို့ဘာလို့မြန်မာနိုင်ငံမှာထုတ်ဖောက်ခဲ့တော့ကအဲ့ဒီ regional မှာရှိတဲ့ top market leader တွေနဲ့ပဲစကားပြောတယ်သူတို့ကိုယ်စားလှယ်ပေးလိုက်တယ်ပြီးတော့ နော် region တစ်ခုလုံးကိုတို့ market တင်ပြီးသားဖြစ်သွားအဲ့တော့ဘာလဲလို့ပြောရင်တကယ်ကိုဆိုတော့ top level တွေနဲ့အလုပ်လုပ်ပါဒါဒီဆိုတော့အရေးကြီးတယ် okay အဲ့ဒီလိုသွားဖို့တော့ကတော့ membership တွေဝင်မယ်တစ်ဖက်ကလည်း partnership တွေကိုယ့်ရဲ့ခုနကပြောတဲ့ market မှာတကယ် top market leader တွေနဲ့ partnership လုပ်ဖို့ခိုင်းမဲ့ပုံစံ MOU တွေထိုးမယ် distributor တွေအဲဆိုတော့အဖြစ်ကမ်းလာမဲ့အကျိုးတူတွေလုပ်မယ်ဆိုရင်ပိုကောင်းတာဒါကြောင့် top level တွေနဲ့လည်း partnership လုပ်ရင်ပိုကောင်းပါအဲ့တော့ဒီနေ့ market ကနေရာမှာဒီအရေးကြီးတာတော့ခဏကဆရာပြောတဲ့ market ကိုဘယ်လိုချက်ထွက်မလဲအရင်ရေးကြည့်ပါ အနောက်ဆုံးရေးကြည့်တာတော့စတို့အားလုံးမှာရှိတဲ့ကိုနဲ့ကိုရဲ့ဖောက်တယ်ဖြစ်လာနိုင်ရည်ရှိတဲ့အဖွဲ့အစည်းတွေဖောက်တယ်တွေ customer တွေ distributor တွေအများအတိုင်းကို relationship ဖြစ်နေရအဲ့ဒါအရေးကြီးဆုံးညာပဲ relation များတိုင်းထိုင်ရနော်တလားနှစ်လားလောက်လှုပ်လိုက်ငြိမ်သွားလိုက်၄၅လောက်ပြန်ပေါ်လာလိုက်မြင်ရနော်အဲဟိုဟိုကိုနဲ့အများအတိုင်းဆိုတော့ခဏပြောနေဥပမာနေမှာရင်းနှီးတဲ့သူကလည်းပဲတစ်နှစ်လောက်ဆက်သွယ်ပြက်ပြီးသွားပြီးတော့ကိုလိုတော့မှသွားပြီးတော့သူ့ကိုပြန်ဆက်သွယ်လို့လည်းမကောင်းဒါကြောင့်အများအတိုင်း relation အရင်ရေးကြည့်တယ် လူတွေကခုနကဆရာပြောပြီးသား relation ကိုပို့ဝဲဥမာပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင်ကိုတိတဲ့ဆိုင်ကိုဦးစားပေးအရင်ဝယ်ကြတာဖုန်းလေးဆက်မိလိုက်တယ်ကိုဘသူရဲ့ကျွန်တော်ဘာလေးဝယ်ခြင်းတော့ခမရဆိုင်မှာရှိလာဟောပြီးသွား relation တော့အရေးကြီးတာတကယ်အရေးကြီးတာတော့ဘာလဲဆိုရင်ကိုတိတဲ့သူဖြစ်ဖို့လဲကိုရဲ့သူတို့တိတဲ့ဆောင်းဝမှာကိုရောက်နေဖို့အရင်ကြီးကြည့်တဲ့အခါမှာတကယ် networking အများနဲ့လုပ်ပါနော်ဆရာစင်းကဒီကာလမှာအားလုံးလေးစားဆိုအကြံပြုခြင်းတာဒီအချိန်က networking ကနော်အရင်တော့အပြင်နေပါလေထွက်ပြီးတော့ဟိုသွားเสียလဲသိမလို့တော့ လိုတဲ့ခါကျတော့ဆရောကဒီ online နဲ့ပတ်သက်ပြီးတော့ social networking အများကြီးလုပ်လို့ရတယ် online မှာလူများများသိအောင်လုပ် online ကနေပြီးတော့ဆက်သွယ်ရေးများများလုပ်တိုင်းဒေသတွေဆက်သွယ်ရေးများများလုပ်ဒါဆိုလို့ရှိရင် market မှာအများကြီးအများကြီးဒါဆိုတော့အခွင့်အလမ်းတွေရရှိမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ခုနကဆရောပြောတဲ့ဟိုတကယ့်ကောင်းထီကုံနှမ်းပဲဖြစ်ပါเนาะနိုင်ငံတကာကမြန်မာနိုင်ငံကိုလာရင်ဒီပုံစံနဲ့ပဲဝင်တယ်เนาะအသင်းတွေကိုဝင်တယ်စီးပွားရေးခေါင်းဆောင်တွေနဲ့အစည်းအဝေးတွေလုပ်တယ် ပေါင်းဆောင်ရွက်သွားတယ်ဒီလိုနဲ့ပဲ market မှာဆိုတော့အဖြစ် leader လောက်သွားကြတာရှိပါတယ်။ညောင်ဒီနေ့ဒါနဲ့ပတ်သက်ပြီးတော့အားလုံးကိုအပိုင်းမှာစီးပွားရေးနဲ့ပတ်သက်ပြီး strategy လေးဆိုတော့အကြံပေးချင်တာဒါကြောင့်အဲ့ဒီလိုသွားဖို့အတွက်ဆိုတော့အားလုံးမှာဒီ system လေး၃ရက်နော်ဒီ network ပုံစံလောက်တဲ့ပုံစံလေးတွေကိုလူတိုင်းလူတိုင်းအောင်တတိထားမှာဖြစ်ပါတယ်။နော်အဲ့တော့ number 1 strategy ကတော့ business မှာအရေးကြီးတာ strategy ပဲ။နော် B2C လို့ခေါ်တဲ့ဥပမာကဲဆရာနေမှာတစ်ဆင့်စဉ်းစားမယ်။ B2C business တစ်ခုကနေ customer ကိုသွားရောက်မယ်။ နော် iPhone တစ်လုံးဥပမာအားဖြင့်ရောင်းကျင်တယ်ဖုန်းတစ်လုံးဝယ်သူကိုလိုက်ရှာတယ်ဖုန်းတစ်လုံးမရောင်း B2C C2B လောက်တယ်ဖုန်းတစ်လုံးမရောင်းဒါပေမဲ့မြန်မာနိုင်ငံမှာ Apple ကနေမှတစ်ဆင့်ကိုယ်စလဲပေးလိုက်တယ်နော်ဖုန်းပေါင်းတစ်သိန်းကြပြိုင်နဲ့မှရောင်းရသွားတယ်အဲ့တော့ဘာကွာလဲလို့ပြောရင်တဲ့ကမ္ဘာမှာဒါကိုသူပြဿနာပြုတ်ပါတယ်အဲ့ဒီလိုမျိုး B2C နဲ့ B2B တိအစာပေါင်း၆ဆကွာတယ်။ကုန်ကြမ်းစိတ်၆ဆကွာတယ်။လုပ်ငန်းတိုးတက်မှုအရေးအတွက်ပမာဏတိ၆ဆကွာပါတယ်။ B2B လောက်ပါ business to business partnership တခါလဲလို့နော်ဆိုလို့ရှင်တာဒါဆိုလို့ရှင်ပို့ပြီးတော့မှ business မှာအဲဈေးဘက်စီးပွားရေးအဖြစ်ပို့ပြီးတော့မှအရှိကိုရောက်ပါတယ်။ဒါကြောင့်ဒီနေ့အရေးကြီးတာတော့ market နဲ့ပတ်သက်ပြီးတော့ဆလို့သွားလိုက်ခါမှာ strategy ရန်ရေးကြီးပါနော် marketer များ business leader များမဟာပြူဝါသည်ဆလို့အဖြစ်အရန်ရေးကြီးပါဒါကြောင့် B2B လုံရှင်းသည်6ဆတာတယ်လို့ဆိုပါနောက်တစ်ခါတော့ရေးကြီးတဲ့ B2G လို့ခေါ်တဲ့အစိုးရအဖွဲ့အစည်းတွေနဲ့နော် B2G government အဖွဲ့အစည်းတွေနဲ့ business partner တွေနဲ့ ဆက်သွယ်ရှိတ်ဆက်လောက်တာအခုတချို့ဆိုရင်တင်တာ project အကြီးတွေရတော့နော်တချို့ဆိုလို့ရှိရင်အာဆိုးရနဲ့ပေါင်းပြီးတော့လုပ်လိုက်တဲ့ investment တွေအကြီးတွေလောက်ကြအဲ့ဒါဘာလဲဆိုရင် business to government business to government G2B လောက်တယ် B2G လောက်တယ်ဒါလည်းပဲ business မှာတကယ်ကိုအစာပေါင်း6ဆလောက်တိုးတက်မြန်မာအောင်လုပ်တယ်မဟာဗျူဟာထဲမှာပါဝင်ပါဒါကြောင့် B2C လုပ်နေတဲ့အဖြစ်မှာမှအရေးကြီးတာတော့ B2B မဟာဗျူဟာတွေလည်းဆရာအဖြစ်စဉ်းစားလို့ရတယ်နောက်ဆုံးအရေးကြီးတာတော့ B2G business to government ဒါတွေရာလည်းဆရာကတနိုင်ငံလုံးမှာလုပ်ဆရာတွေအများကြီးပဲ ဟုတ်ပြီနော်ဆိုလို့ရချင်တာအဲရန်ကုန်မှာလုပ်နေတဲ့သူကလည်းရန်ကုန်လေးပဲကြည်နေလို့မရအောင်တနင်္ဂနွေလုံးမှာအဲ့ဒီလိုမျိုးကိုဆရာပြောတဲ့ B2B လိုက်ရှိလို့ရတယ် B2G တွေနဲ့လိုက်ရှိလိုက်တယ်ဆိုရင် market မှာအများကြီးကိုတကယ့်ကိုအာဆိုတော့အဖြစ် strategy ကြကြ market မှာရှက်ထွန်းသွားနိုင်မှာဖြစ်ပါနော်ဒါကြောင့်အဲ့တော့အနည်းချက်အဖြစ်ဆရာဒီပထမတစ်ပိုင်းမှာအကြံပေးချင်တာတော့နော်ဘာလေးကိုအကြံပြုစင်လဲဆိုတော့ sale marketing ဒီနှစ်ခုကကွက်ကွက်ပြားပြားနဲ့ management လုပ်တဲ့အယောင်းလာနဲ့ဈေးကွက်ဖန်တီးတာဒီနှစ်ခုကလုံးဝမတူနော် sale marketing အများကြီးကွာဟားတယ် ဲ့တော့ဘာကွာဟလဲလို့ပြောရင်ဆေးဆိုတာကကုမ္ပဏီထဲကနေနေပြီးတော့အင်တာနက်မှာရှိတဲ့ product တွေကိုအထက်မှာရှိတဲ့ထုတ်ကုန်တွေကိုရောင်းဖို့စဉ်းစားနေတာဒါဆေးရဲ့သဘောနော်ဆေးရဲ့နေရာမှာနော်အဲ့တော့ဆေးသည်မိမိ company ကိုစဉ်းစားတယ်မိမိ internal ကိုစဉ်းစားတာဒါဆေးရဲ့သဘောဒါပေမဲ့ marketing ရဲ့နေရာမှာကကြတော့ customer ကိုလိုက်ရှာတယ် external ကိုပို့ပြီးတော့မှနေတယ် marketer တွေကနော်အရင်ဆရာဆရာဒီနေ့လေးစားစွာအားလုံး market leader များကိုအကြံပြုချင်တာကကိုယ်တော့လည်းဘလောက်ရောင်းရမလဲဆိုတာထက်အရေးကြီးတာတော့ကိုက customer ဘလောက်အပြင်မှာရှိတ်ဆက်ရှာဖွေနေတယ်လဲအဲ့ဒါအရင်ကြီးကြီးပါနော် customer တွေများများဆိုတော့ customer အပြင်မှာပဲရှိတယ် customer အပြင်မှာပဲရှိတယ်နော်အဲ့တော့ market မှာ external ကိုများများ relationship လောက်ရမယ်နော်ဥပမာအဖြစ်တိုင်းဒေသဆက်သွယ်တွေလောက်ရမယ်အဲနောက်ကကောင်းကောင်းလောက်ထားရမယ်လူတီများအောင်များများ external နဲ့ဆက်သွယ်လောက်ထားရင်ကို customer အလုံးအပြင်ရနေဝင်လာမှာ ဒါကြောင့်ဆရာမိမိကုမ္ပဏီမှာရှိတဲ့အတွင်းပိုင်းဆိုင်ရာ sale လို့ခေါ်တဲ့ product တွေကုမ္ပဏီပိုင်းဆိုင်ရာ internet product တွေကိုရောင်းအားကောင်းခြင်းရင်းအရေးကြီးတဲ့လှုပ်ဝှက်ချက်ကတော့မိမိအပြင်ပိုင်းနဲ့ပတ်သက်ပြီးတော့အပြင်ပိုင်းနဲ့ပတ်သက်ပြီးမိမိ customer တွေအပြင်မှာရှိတဲ့မိမိအခွင့်အလမ်းတွေကိုများများဆက်သွယ်နိုင်စွာရှိရအောင်အဲ့ဒါဒီလှုပ်ဝှက်ချက်ဒါဒီဆရာက sale ရန် marketing အဓိကနှစ်သာရကွာချက်ဖြစ်ပါဒါကြောင့်ဒီနေ့အဲ့တော့ဒီနေ့ကစပြီးဆရာစင်ကဒါကြောင့်အကြံပြုရှင်တာအားလုံးအာ market leader များနော်ဒီနေ့ကစပြီးတော့ဘာလို့အပြင်များများထွက် နော်ဘာလို့လဲ marketing သွားလို့မလို့နော်ဘာလို့မလဲအထက်မှာနေမနေနဲ့ရောင်းအကောင့်ညင်လို့ဆိုပြီးတော့အထက်မှာနေနေလို့ဟိုစရောအဖြစ်ဟိုကိုဘယ်သူမှလာပြီးတော့ဝယ်မှာမဟုတ်တယ်။ဒါကြောင့်ဒီနေ့ကစပြီးတော့ဘာလို့ကြများများလူတိများအောင်အဲအဆက်အသွယ်တစ်ခုလုပ်ကြနော်။ဒါကြောင့်ဒါလေးအဲစရောအဖြစ်ဒါလေးဥစွာလေးအားလုံးကိုဒါအကြံပြုပါတယ်နော်။ဒါကြောင့်ဘာပဲလုပ်လို့အရေးကြီးတာတော့ market နဲ့ပတ်သက်ပြီးတော့အပြင်ကိုများများဆက်သွယ်ရှိတ်ဆက်မှုလုပ်ပါ။ဒါဆိုရင်အခွန်လမ်းအပြင်မှာပဲရှိတယ်နော်။အခွန်လမ်းအပြင်မှာပဲရှိတာနော်။ပတ်စံဆိုတော့ကိုယ်ထဲမှာမရှိဘူးလို့ဆိုရင်အထဲကိုတိတ်မစမ်းတာတော့ ਨੇ အပြင်ဝင်လိုက်ပြီးတော့ရှာဖို့သာစဉ်းစားတော့နော်အဲအထဲဟိုမှာရှာဟိုကိုကိုကိုတည်းကနေမှာကိုယုံနေကနေပတ်စံမှာထုတ်လို့မရတော့တာထုတ်လို့မရရင်အပြင်ဟိုသာများများဆက်သွယ်ဖို့စဉ်းစားကြအခွင့်အရေးတွေခွန်လန်းတွေလိုက်ရှာစဒါဆိုလို့ရှိရင် market နဲ့ပတ်သက်ပြီးတော့ e-commerce market leader များဖြစ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဟို sale လုပ်တာ sale လုပ်တာတတ်တတ်ပါ marketing မလုပ်ဖဲနဲ့တော့ဆရာထင်းနဲ့ရောင်းရတယ်မတက်နိုင်ပါဘူး။ဒါကြောင့် marketing ကိုများ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 ဖန်တီးချဖို့ဆရာဒီပထမတစ်ပိုင်းမှာ market leader တယောက်အနေနဲ့ကိုယ့်ရဲ့အချိန်နောက်ကိုယ့်ရဲ့ strategy ကဘာမှာ အောင်မြင်ခဲ့တဲ့ခုနကပြောတဲ့စီးပွားရေးခေါင်းဆောင်တွေဘယ်လိုလုပ်ခဲ့သလဲ influencer အောင်မြင်တဲ့သူတွေကိုမှီပြီးတော့ဘယ်လိုလုပ်သလဲဘောတော့ mock marketing တဆင့်စကားတဆင့်နဲ့ market ကိုဘယ်လိုမျိုးကြီးမားစွာပုံဖော်သွားသလဲဒါတွေကိုဆရာအဖြစ်အကြံပြုပါတယ်ပြီးတဲ့ခါမှာ market မှာ market leader ကိုလည်းတည်ဆောက်အောင်မယ်ကိုယ့်ရဲ့ business ကိုလည်း leadership လုပ်ရအောင်เนาะဒီနှစ်ခုလုံးကိုဆရာတို့တပြိုင်တည်းလုပ်ပါဒါကြောင့်လို့သွားဖို့အတွက်တကယ် top level တွေနဲ့ရှိတဲ့နေရာတွေကိုမြန်မြန်သွားပါအဆက်အသွယ်တွေလုပ်ပါဟုတ်ပြီနော်အဖွဲ့ဝင်မှာ partnership လုပ်ထားပါ အဲ့လိုသွားဖို့အတွက်လှုပ်ဆရာဆိုရင်ကြီးက B2B လှုပ်ပါ B2G တွေလှုပ်ပါခက်ကောင်းလာရင်ဆိုလို့လှုပ်ဆရာတွေအများကြီးပဲနောက်တစ်ယောက်ပြင်ထားကိုယ့်ဘက်ကနော်ဟို relation တွေကောင်းအောင်မယ် communication တွေကောင်းအောင်မယ်ပြောဆိုဆက်ဆံရေးတွေကိုလေ့ကျင့်ထားဒါတွေဆိုလို့ရေးကြည့်ပါအဲ့ရောက်လို့သွားဖို့အတွက်စင်ရ marketing သွားတဲ့အခါမှာ sales ဆိုတာအแทးကိုရောင်းတာ marketing ကအပြင်မှာရှာတာ customer တွေလိုက်ရှာမယ်အပြင်ပိုင်းကိုများများဆက်သားမယ်ဒါဒီဆိုလို့ဒီပထမတစ်ပိုင်းအနေနဲ့အဲဆရာစစ်အနေနဲ့ဒါအဲပထမတစ်ပိုင်းအကြံပြုချက်ဖြစ်ပါเนาะဆိုတော့